ငလေးဘေးနဲ့ပတ်သက်ပြီးတော့တကယ်ကိုစိတ်မကောင်းပါဘူးဆိုတဲ့စကားထက်ပိုတဲ့စကားရှိရဆိုလို့ရှိရင်အဲ့စကားတွေကိုကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်တို့လည်းတက်နိုင်တဲ့လောက်ပေါ့နော်ဒါခုတနေ့ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ movie fc ကနေဒါရမငွေပွဲလေးလုပ်တယ်ကျွန်တော်တို့ဒီပကိုးမှာအဲ့တော့အတူတူအလုံးတိမ်ပေါင်း300ကျော်လောက် ကျွန်တော်တို့ရတယ်အဲ့တော့အဲ့ဒါကိုလည်းကျွန်တော်တို့ဒီ movie fc ကတောင်းဆက်သူတွေနဲ့လည်းကျွန်တော်တို့တောင်းလို့ရှိတယ်သွေးရတော့ဒီငလျင်ဘေးမှာထိကိုက်တရာရတဲ့လူတွေကိုလိုအပ်တဲ့သွေးတွေပေါ့နော် ျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်လည်းအထိမချမ်းသာပါဘူးဒါ pride အနေနဲ့ဆိုတာလေငွေရှိမှလုပ်နိုင်တာလေလူငယ်ကငွေရှိမှလည်းလုပ်နိုင်တယ်ဒါပေမဲ့သူစင်ပြီးတော့ဟိုလှူခြင်းနဲ့စိတ်ကလေးဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်နည်းတာများတာမဟုတ်ပါဘူးကျွန်တော်လည်းတန်ကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်ထူတယ်တခုခုသဘာဝဘေးအနေပဲဖြစ်ဖြစ်တခုခုဖြစ်ပြီဆိုလို့ရှိရင်အကုန်လုံးကလေလှူခြင်းနဲ့စိတ်ကလေးတည်းမြန်မာနိုင်ငံမှာနေတိုင်းတဲ့လူတွေတော်တော်များများဒါပေါများတယ်လို့တော့ပြောရမှာနော်လူချင်းလူချင်းတဲ့စိတ်ကြီးပေါများတယ်ဟိုလောက်ပေးခြင်းတဲ့ဟာတွေကလည်းများတယ်ပေါ့လေအဲ့ဒါကိုတကယ်ကိုချီးကျူးပြီးပေါပါတယ် အဲဦးစမလူနဲ့ကဒါကျွန်တော်တို့နဲ့ကဟိုးရင်ကလေးကနေခင်မလာခဲ့တာပေါ့နော်ဆရာတော်ကြီးလူတော်ပြဆရာတော်ကြီးရှိကြတဲ့ကပေါ့နော်ဒီအာနှစ်စဉ်လဲကျွန်တော်တို့ဒါအဲ့လိုမျိုးသူ့မွေးနေ့မှာအဲ့လိုဆွမ်းဆန်သိန်းလောင်းတယ်အဲပြောရှိရင်ဒါမရှိတဲ့ဒါငွန်ပါတဲ့လူတွေကိုသူကူညီပေးတယ်ပေါ့နော်ဒီလိုဆိုကြနှင်းရင်လှူသားလေးတွေလှူသားတွေကိုလည်းဒါကူညီပေးတယ်ဆိုတာသိရလို့ကျွန်တော် ဒါရောက်ရောက်လာတာပါဟုတ်အဲဖုန်းဖုန်းဒီတက်မကတက်တော်ရတော့ရှိပါစေပြီးလို့ရှိရင်လည်းဖုန်းဖုန်းလည်း price tag တွေအများကြီးလုံနေတယ်လေအများကြီးလုံတယ်ဆိုတော့ဒီတက်မကလည်း price tag တွေလုံနေပါလေတပနာအချိုးဘာသာအချိုးလည်းဆောင်းဖို့နိုင်ပါစေလို့တောင်းပါတယ်ကောင်း ါမနိုင်ပြမယ်ဆိုလို့ရှိရင်ဒါငလေးဘေးနဲ့ပတ်သက်ပြီးတော့တကယ်ကိုစိတ်မကောင်းပါဘူးဆိုတဲ့စကားထက်ပိုတဲ့စကားရှိရဆိုလို့ရှိရင်အဲ့စကားတွေကိုကျွန်တော်ပြောချင်ပါတယ် အဲကျွန်တော်တို့လည်းတက်နိုင်တဲ့လောက်ပေါ့နော်ဒါဟိုဝိုင်းဝန်းပြီးတော့ကုတီနေကြတယ်ဒါလှုပ်လဲလှုပ်နေကြတယ်ခုတနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ movie fc ကနေဒါရမငွေပွဲလေးလှုပ်တယ်ကျွန်တော်တို့ဒီပဲခူးမှာအဲ့တော့အတူတူအလုံးသိမ်းပေါင်း300ကျော်လောက်ကျွန်တော်တို့ရတယ်အဲ့တော့အဲ့ဒါကိုလည်းကျွန်တော်တို့ဒီ movie fc ကတောင်းဝန်ရှိသူတွေနဲ့လည်းကျွန်တော်တို့တောင်းလူလို့ရှိတယ်အခုဒီဖုံဖုံနဲ့လည်းကျွန်တော်တို့ဒါမျိုးငလျင်ပေးအတွက်လည်းဖုံဖုံကလုပ်နေတဲ့ဟာကြီးလည်းရှိတယ်အဲ့မှာလည်းကျွန်တော်ပါဝင်ပြီးတော့ ဟိုလူအားပဲဖြစ်ဖြစ်ပေါ့နော်ဒါပါဝင်ပြီးတော့ကျွန်တော်လုပ်มาပါအဲဘယ်လိုပြောရမလဲအခုလိုမျိုးအချိန်ဒီမှာမြင်နေတွေ့နေရတာအာတော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်အဲရှင်ပွဲ꽌တဲ့သူတွေရောဒီပွဲ꽌တဲ့လူတွေရောဆိုတကယ်ကိုစိတ်မကောင်းဖြစ်ရတဲ့အနေထားပေါ့နော်ဒီလိုမျိုးနောက်ထပ်ထပ်ပြီးတော့မကြုံကျင်တော့ဘူးအဲ့လိုအဲ့လိုမျိုးတော့စိတ်ထဲမှာဖြစ်မိရပါလေဟုတ်အဲအဲ့ဒီတော့ကတော့ကျွန်တော်ကအိမ်မှာပဲကျွန်တော်အိမ်က6လောက်ဆိုတော့လေ6လောက်ဆိုတော့ဟိုပြီးစင်ရတော့ ရန်ကုန်ပါပဲဟုတ်တိတာတယ်တကူလွာလေကျွန်တော်တို့ကပန်းဟောက်ဆိုတာလေအရင်တိတာတယ်ဟိုဒါပေမဲ့ကျွန်တော်တို့စီမှာလှုပ်တယ်ဆိုတော့အချိန်ကများတယ်လို့သာထင်တာကျွန်တော်တို့ဒီ Facebook ပေါ်မှာတက်လာတဲ့အခါကျမှဟိုဘက်မန္တလေးလိုစကိုင်းမှာလှုပ်သွားတဲ့ငလျင်ရဲ့အချိန်ကနည်းနည်းတော့အချိန်မှမဟုတ်တာအဲ့လောက်ကြည့်ပါမယ်ကျွန်တော်တို့ဘက်မှာ PC တွေပါအဲ့လောက်တော့မပြုတ်ပြုတ်မချခဲ့ဘူးပေါ့ဒါပေမဲ့လှုပ်တာတော့တော်တော်ရမ်းတာတော့တော်တော်ရမ်းတယ်ဘာလို့ဆိုအပေါ်ဆုံးတက်ဖြစ်နေတော့လေ အဲ့တော့ဖြစ်တော့ဘူးစင်မယ်ဆိုပြီးတော့ဒါအဲအဲကျွန်တော်ကျွန်တော်စိတ်ထင်ပေါ့နော်ဒါဒီငလျင်ငလျင်အများကြီးလှုပ်သွားတယ်ဒါငလျင်အများကြီးလှုပ်သွားတဲ့ဟာဖြစ်တဲ့အတွက်ဟိုဘယ်လိုပြောမလဲဒါခုနကတည်းကမှခုနစ်ဆိုတာနည်းနည်းတော့တော့မှမဟုတ်တာပေါ့နော်အဲ့တော့ဒီလှုပ်လှုပ်ပြီးရဲ့အရင်လှုပ်ပြီးရဲ့အချိန်လှုပ်ပြီးရဲ့နောက်ပိုင်းမှလည်းဟိုငလျင်တိတိလေးတွေလည်းနောက်ကလည်းချိန်ချိန်လှုပ်တယ်ဆိုတော့လေလူစိတ်မှာထရာမာတော့ရမှာပဲဆိုတော့ကျွန်တော်တို့ကသာဒီရောင်ကုန်မြို့မှာသာအဲ့လိုမျိုး မကြုံမိလို့ကျွန်တော်တို့ကျွန်တော်တို့လည်းအဲ့လိုမျိုးကြုံမိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းနေရဲရင်မှနေရဲတော့မှာလေပြီးလို့ရှိရင်တိုက်တွေကပထမတစ်ချက်လှုပ်တဲ့မှာကအရန်ဟိုပျက်စီးပြီးတော့နောက်ပိုင်းမှာဖြည်းဖြည်းလေးဖြည်းလှုပ်တဲ့နေရာမှာလာပြိုတဲ့ဟာမျိုးတွေသူတို့တွေတွေ့နေရထော်မှာတော့ရှိမှာပဲကျွန်တော်တို့ဆိုလည်းအဲ့နေရာမှာဆိုလည်းဖြစ်မှာပဲကိုယ်တိုင်မကြုံဘူးလို့မသိဘူးလို့တော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့ဆိုလည်းဖြစ်မှာပဲဘယ်လိုပြောမလဲကျွန်တော်လေးရအခုလိုမျိုးပြောမယ်ဆိုလို့ရှိရင်တော့ပြောရမယ်အเจ้าကြီးအများကြီးပေါ့နော်ဒါ ူပြောချင်တာကတော့ဒီလိုခြေနေမျိုးတွေဒီလိုမျိုးကာလတွေအမြန်ဆုံးပြီးဆုံးပါစေလို့ပဲဆုတောင်းအောင်ပါပဲ။အဲသွေးကတော့ဒီငလျင်ပေးမှာထိကတ်တရားရတဲ့လူတွေကိုလိုအပ်တဲ့သွေးပေါ့နော်။ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အလောက်ထိမချမ်းသာပါဘူး။ဒါ brighter အနေနဲ့ဆိုရလဲငွေရှိမှလုပ်နိုင်တာလေ။လူအင်အားငွေရှိမှလည်းလုပ်နိုင်တယ်။ဒါပေမဲ့လှူကျင်တဲ့စိတ်တွေတခုရှိရဲ့ဟာဖြစ်တဲ့အတွက်နဲတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်အလှူတတ်ဖို့ပဲလိုတယ်။စိတ်ထဲမှာတကယ်ကိုဖြူစင်ပြီးတော့ ဟိုလှူခြင်းနဲ့စစ်ကလေးဖြစ်ဖြစ်တယ်ဆိုလို့ရှိရင်နဲတာများတာမဟုတ်ပါဘူးကျွန်တော်လည်းတန်ကျွန်တော်တတ်နိုင်တဲ့လောက်ကျွန်တော်ဖြူတယ်အဲပြီးရတဲ့ခါဆိုလို့ရှိရင်လည်းဟိုမြေပြင်ထိကျွန်တော်မဆင်းနိုင်ပြင်မဲ့လည်းဒီဘက်ကဟိုလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်ဝယ်ပြီးတယ်အဲအရှင်ရန်အစိန်သားတို့ပေါ့နော်အရှင်ရန်စင်သားတို့တို့ကဒီအင်းလေးထိသွားမယ်မန္တလေးစကိုင်းအင်းလေးထိသွားမယ်ဆိုတော့ကျွန်တော်အဲ့အရာတွေကိုလည်းဒီဘက်ကနေလိုအပ်တဲ့ဟာကိုကျွန်တော်ရဲ့အကိုလင်မယားအဖြူမှာလိုက်ပြီးတော့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့လုပ်ပြီးတယ်အဲ့တော့ကိုတတ်နိုင်တဲ့ဟာပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကလေအခုကျွန်တော်တို့ဒီငလီမြန်မာနိုင်ငံမှာတခုအား ဘယ်လိုပြောမလဲဟိုတကယ်ချီချူပကောင်းတယ်ဆိုတာတစ်ခုခုသဘာဝဘေးအနေပဲဖြစ်ဖြစ်တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်အကုန်လုံးကလေလှူကျင်တဲ့စိတ်ကြီးတယ်ညီမနိုင်ငံမှာနေတိုင်းတဲ့လူတွေတော်တော်များများဒါပေါများတယ်လို့တော့ပြောလို့မရတော့လှူကျင်လှူကျင်တဲ့စိတ်ကြီးပေါများတယ်ဟိုလှုပ်ပေးကျင်တဲ့ဟာတွေကလည်းများတယ်ပေါ့လေအဲ့ဒါကိုတကယ်ဟိုချီချူပကောင်းပါတယ်အဲအဲ့တော့ဟိုနဲတာမှမဟုတ်ဘူးများတာမှမဟုတ်ဟိုတနည်းအားဆိုလို့ရှိရင်ကျွန်တော်တို့ဒါရမုံငွေဘောလုံးပဲသွားကန်တယ်ကျွန်တော်ပြောလို့ရှိရင်ညာစင်းမှာကျွန်တော်အထူးလိုက်ခံတယ်အထူးလိုက်ခံတဲ့အချိန်မှာလည်းအဲ့လိုမျိုး ဘေးမှာထိုင်နေတဲ့ဘူဟိုဘွားတယောက်ကနေသူ့ရဲ့ပကံလေးတွေကနေထက်ပြီးတော့အလူမေလေးတွေကိုထည့်တယ်ပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်စိတ်ကလေးဘလောက်တိရှိလဲပေါ့နော်အဲ့အဲ့ဒါတကယ်ကိုကြည့်ကြည့်လို့ကောင်းပါလားဖြစ်တာပေါ့ဖြစ်ပါတယ်ဖြစ်တာပေါ့ဟိုနေရမှာမဟုတ်များတော့များများလူနိုင်တဲ့လူများများလူတယ်ဆိုတာလည်းတကယ်ကိုပြီးကြီးဖြစ်ရတာဟုတ်လားအဲဘာမှမပြောနဲ့ဟိုရေခဲတို့ရောက်နေအကိုကြီးတောင်မှဒါကိုကြီးလားညီလားမသိဘူးသူ့တောင်မှလူကျင်တဲ့စိတ်ကလေးလေသူ့မှဖြစ်တယ်လေအော် ပရိုက်တာအနေနဲ့လာလှူကြတယ်လာလှူကြတဲ့လူတွေပြမန်းနေမှာပဲမောနေမှာပဲငါရဲ့ရေကဲတုပ်လေးစားလိုက်ရတယ်ဆိုလို့သူအေဂျင့်သွားမှာပဲအဲ့စိတ်လေးတစ်ခုဖြစ်သွားတယ်ဆိုလို့ရသူ့မှာအဲ့ဒါကုလို့ရသွားပြီပေါ့နော်ဒါကောင်းကောင်းတယ်လို့ပြောတာပေါ့လူတရားမှတရားစလုံးတော့မတူနိုင်ဘူးလေအမပြောသလိုပေါ့နော်ခုနကပြောသလို ူတဲ့အရာကောင်းတဲ့ဆိုပေမဲ့လည်းအမှန်ပြောတယ်လို့အခုအဲ့ဒီဂျားထဲမှာလည်းအဲ့ဟာကိုအခွင့်အရေးယူပြီးတော့အသုံးချတဲ့လူတွေကလည်းရှိမှာပဲအဲ့တော့ကျွန်တော်ရင်းတော့လည်းကျွန်တော်ဒီလူတွေမှာဖြေပါတယ်လူတရားလုံးကတရားစလုံးတော့စိတ်ချင်းတော့တူမှာတော့မဟုတ်ဘူးကောင်းတဲ့စိတ်ရှိတယ်လို့ဆိုးတဲ့စိတ်လည်းရှိနေမှာပဲအကောင်းတဲ့အဆိုးကတော့တွန်တွဲနေမှာပဲနေရာပဲသွားသွားအဖြူနဲ့အမဲရှိတယ်လို့အကောင်းတဲ့အဆိုးကတော့ရှိမှာပဲကျွန်တော်တို့မှာလည်းအကောင်းရှိတယ်လို့အဆိုးရှိမှာပဲဒါဆိုးတဲ့နေရာလည်းရှိမှာပဲကောင်းတဲ့နေရာလည်းရှိမှာပဲလူတိုင်းလူတိုင်းမှာအဲ့လိုလိုပေါ့ရှိမှာပါပဲအဲ့ဒါအဲ့ဒါတော့ နေရမှာပါပြောစရာမလိုဒါအခုချိန်မှာငလင်ဘေးမှာဖြစ်သွားပြီပေါ့တော့ဟိုဖြစ်သွားပြီတဲ့အရာကိုတော့ဘာမှတားဆီးလို့တော့မရတော့ဘူးအဲ့တော့ဖြစ်သွားပြီတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဖြစ်လာမဲ့အန်ရည်ဒီနောက်ဆက်တွဲဖြစ်လာမဲ့ကျမ်းမာရေးဒီအဲအခုဆိုလို့ရှိရင် brighter အဖွဲတော်မများလဲသွားနေကြတယ်မြေပြင်ကိုဆင်းနေကြတယ်အဲ့တော့ brighter အဖွဲတွေကိုလည်းကျွန်တော်ပမာစင်ပါတယ်ကျမ်းမာယူ view site ကြပါအဲအခုဆိုလို့ရှိရင်ကိုရီမသိနိုင်တဲ့ အန်ဒီဟယ်ဒီဆိုတာရှိလာမယ်ကိုယ်တွေမသိနိုင်တဲ့ကျန်းမာရေးထိခိုက်မှုတွေရှိလာမယ်အဲအဲ့ရပုံပါကိုလည်းဟိုတက်တိနားလေတဲ့လူတွေစီကနေအကြံဉာဏ်ယူပြီးတော့ဒါယူဆိုင်ကြပါလို့ပြောချင်ပါတယ်ပြန်ညိုက်တင်ပါတယ်